ကိုးပါးသီလတဲ့ဆောက်တည်ကြတယ်မြန်မာလူမျိုးတွေဘုရားဘာသာဝင်ကိုးပါးသီလဆောက်တည်တာဟာစာပေကျမ်းဂန်မှာရှိသလားလို့ဆိုတဲ့အခါမှာခုနကနဝင်ကုပောဒထတုတ်ဆိုတာရှိတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားကကိုးပါးသီလလို့မသုံးဘူးဘယ်လိုသုံးလို့ဆိုရင်အင်္ဂါကိုးပါးနဲ့ပြည့်စုံသောဥပုပ်လို့ဒီလောက်ပဲပြောတာဟုတ် သို့သောအလွယ်ခေါ်လိုက်တဲ့အခါမှာရှစ်ပါးသီလနဲ့တွဲပြီးတော့ရှစ်ပါးသီလကိုရည်ညွှန်းပြီးတော့ခေါ်တာမျိုးလိုပဲကိုးပါးသီလလို့အယောအလွယ်ခေါ်လိုက်တယ်အဲ့ဒီလိုအလွယ်ခေါ်တဲ့အခါမှာနားလည်ရမှာသီလကတော့ရှစ်ပါးပဲမေတ္တာဘာဝနာထပ်ပိုးထားလို့ကိုးပါးဖြစ်တယ်လို့ဒီလိုနားလည်ရအဲ့တော့မေတ္တာဘာဝနာဟာသီလမဟုတ်ဘူးဘာဝနာဘာဝနာဖြစ်သည့်အတွက်ကြောင့် စိတ်ထဲမှာဖြစ်နေမှကုသိုလ်ရမယ်မဖြစ်ဘူးဆိုလို့ရှိရင်စောင့်တိထားရုံနဲ့ကတော့ကုသိုလ်မရဘူးဒါကိုသိဖို့လိုတာပေါ့နော်စောင့်တိထားရုံနဲ့တော့ကုသိုလ်မရဘူးအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကနဝင်ခုပောဒထနဝင်ကဥပောဒထသုတ်နဝင်ကဆိုတာအင်္ဂါ၉ပါးရှိတဲ့ဥပောဒထဥပုတ် ဲ့တော့အဲ့ဒီသုတ်တံမှာဒီဥပ္ပတ္ထဆိုတဲ့စကလုံးလေးကနေပြီးမြန်မာကဥပုပ်လို့ခေါ်လိုက်တာအဲ့တော့ဥပုပ်ဆိုတာဥပ္ပတ္ထရဲ့အဓိပ္ပာယ်ကဥပုပ်လို့ခေါ်ရတဲ့ဥပ္ပတ္ထရဲ့အဓိပ္ပာယ်ကဘာရောလို့ဆိုတဲ့ကကိုချင်းတရားနဲ့ပြည့်စုံစွာ နေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။တာမန်နေတာမဟုတ်ဘူး။ ကိုချင်းတရားတစ်ခုဆောက်ရှောက်ပြီးတော့နေလူတွေကအဋိဌံလေးတစ်ခုနဲ့နေကြသလိုပေါ့ဆိုပါစို့အနာရိပတကရှောင်မမယ်အာရိဏဒနာရှောင်မမယ်အပြမစရိယကရှောင်ကျင်းမမယ်ဆိုပြီးတော့ဒီလိုကိုယ်စိတ်ထဲမှာဘောင်းဒေါင်းလောက်တာနော်ဒီတာမီနေရှင်းစိတ်ထဲမှာအဋိဌံထားပြီးတော့ ဓာရီဓာရီကရှောင်းမယ်လို့ကိုရှောင်းမဲ့အချက်လက်တွေကိုဒီအချက်ဒီအချက်တွေကိုငါမကျွလွန်မှုအလုံးရှောင်းမယ်လို့ဆိုပြီးတော့စောက်တည်ထားတာအဲ့ဒါလို့စောက်တည်ထားတဲ့ကိုချင်းတရားနဲ့မချိုးမဖောက်ပဲနဲ့ဒီစီကန်းချက်အတိုင်းအတိုင်းတာတစ်ခုအရာကျင့်သုံးနေထိုင်တာအချိန်ကန့်တတ်နဲ့ဖြစ်စီ ကျင့်သုံးနေထိုင်ကြတယ်အဲ့တော့ဥပုသီလဆိုတာဆောင်းဆောင်းသုံးယုံဆောင်းသုံးနဲ့ဆောင်းသုံးယုံထုံတန်းဆင်လာရဆိုလို့ရှိရင်ဒီကနေ့နတ်နဲ့ပိုင်းမှာဥပုသီလယူထားပြီးတဲ့အခါမှာနောက်ရချက်မှာဒီဥပုသီလဖြီးဆုံးတယ်ရှင်းတော့ကဆိုလို့ရှိရင်တော့ရသော်ဘုရားလက်ထက်ကအကျိုးပုံနဲ့ကွာစောင့်နေဆိုတော့အဖိတ်နေလို့နေကနေသီလသွားပြီးတော့ယူတယ် ဖေးနေ့တစ်နေ့လုံးနဲ့သီလဆောက်တည်တယ်။ဥပုပ်နေ့တစ်နေ့လုံးနဲ့သီလဆောက်တည်တယ်။အဖေးဥပုပ်ပြီးတဲ့နောက်တရက်လည်းပဲသီလဆောက်တည်တယ်။ဆိုလိုတာကအကျိုးရဲ့ရဲ့အပူရဲ့ရဲ့အဓိကရဲ့ရဲ့လို့သုံးရက်သုံးရက်သီလဆောက်တည်ပြီးတော့အဲ့ဒါလို့ကျင့်သုံးနေရှိကြတယ်။ဒါဥပုပ်သီလ။ခဏခင်မှာတော့ဘာတွေဖြစ်လာတယ်လို့ဆိုရင်မနေ့ဥပုပ်ယူ ညနေကျတော့အိမ်ပြန်ထမင်းစားဖို့ငါးပါးသီလာယူပြီးအိမ်ပြန်ညနေထမင်းစားတယ်အဲ့တော့ဝိကာလဘောဇနာလွယ်တယ်လေနော်ညနေကျတော့သီလာချလိုက်တာချော်စည်းတွေနဲ့စောင့်ကြတာများတခါတခါကျတော့တထိုင်ဆိုပြီးတော့ဥပုသ်စောင့်တာရှိသေးတယ်အဲ့တော့ဒီလိုလှုပ်တာဟာတကယ်တော့လေကုသိုလ်ကောင်းမှုလှုပ်တာကိုချော်စည်းတွေပေးလွန်အကြည့်လို့လုံးတည်အတွက်ကြောင့် ကောင်းကျိုးချမ်းသာရဖို့ဆိုတာအမတန်မှနဲတော်မှာပဲနဲတော်မှာပဲအောက်ထစ်ဆုံး24နှစ်ကြီးဥပ္ပတိလာဆိုတာစောင့်မှပိုအသေးပဲရှိတီယိုနိုင်ငံမှာဘုန်းကြီးတို့သွားတော့ကလာပြီနေ့လာပြီနေ့မှာဥပ္ပဆောင်တယ်ရှင်းရနေ့ဆိုတာမရှိဘူးသူတို့မှာလာပြီနေ့ဥပ္ပဆောင်တဲ့အခါမှာ မနေ့ကြောင်းလာပြီးတော့ဥပုပ်ယူတယ်တနေ့ကုန်နေတယ်ညနေကျတော့တီလာလေးချပြီးအိမ်ပြန်ညအဲ့ဒါလို့ဖြစ်နေပြီမြမပြေမှာလဲတချို့နေရာလေးတွေအဲ့ဒါလို့လုံနေတယ်ဆိုတာသိရတယ်ပေါ့နော်ဥပုပ်ကိုပြည့်ပြည့်ဝဝမဆောင်တော့နေဝက်ဥပုပ်ဖြစ်သွားလျှော့လာတာလျှော့လာတာနောက်ကျရင်တဏှာကြီးဥပုပ်တို့တထိုင်ဥပုပ်တို့ဖြစ်လာလိမ့်မယ်နောက်ကျ စားဘူးတဲ့ရှိအောင် စားဘူးတဲ့ရှိအောင်စားရလို့ဖြစ်အဲ့တော့အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ဒီကုသကောင်းမှုရဖို့ဆိုတာအဲ့ဓမ္မရောနေသွားတဲ့အတိပ္ပယ်မျိုးတွေဖြစ်လာနိုင်တယ်တကယ်တော့ဥပုသ်ဆောင်တယ်ဆိုတာတရက်တာ ဆောင်မှုလိုအပ်တယ်ပေါ့ဘာလို့လို့ဆိုစာထဲမှာရသော်ဘုရားကဣမင်္စရတ္တိဣမင်္စဓိဝတ္တ ဒီကနေ့ညဒီကနေ့တရက်ဟောနေ့နဲ့ညတရက်တာဆောင်းဆောင်းဒါကိုဆုလို့တယ်အဲ့တော့ဥပုပ်ဆိုတာခုလိုကိုချင်းတရားနဲ့ကျင့်သုံးနေထိုင်တာကိုဥပုပ်ဆောင်းတယ်လို့ဒီလိုပြောတော့မြတ်စွာဘုရားစကားနဲ့ဒီသုတ်တံကိုဖျားဟောတဲ့အတိုင်မြတ်စွာဘုရားစကားကိုဘာသာပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှင်မူရင်းပါဠိက နဝဟိဘိခဝေအင်ဂေဟိတမနာကတောဥပောတထောဥပဝောထောခြေသားယဟန်တို့အင်္ဂါ၉ပါးနှင့်ပြည့်စုံတဲ့ကိုရင်ကျင့်သုံးဆောင်တည်ရတဲ့ဥပုတ်တိလာဟာတဲ့အင်္ဂါ၉ပါးနဲ့ပြည့်စုံတဲ့ဥပုတ်ဟာကျင့်သုံးဆောင်တည်မယ်ဆိုလို့ရှိရင်မဟာဖလောဟောတိမဟာနိတံတော် လက်တွေ့ရတဲ့အကျိုးကလည်းအမတန်မှကြီးတယ်ဆက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကလည်းအမတန်မှကြီးပါတယ်များပြားတယ်လို့ဒီလိုဆိုလို့တိုက်ရိုက်ရတဲ့အကျိုးဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးတွေဟာအာလုံးကြီးပါတယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်ဟောနောက်တစ်ခုမဟာသုတိကောဥပုပ်ရဲ့ ဒီကောင်းကျိုးချမ်းသာကိုပေးတဲ့နေရာမှာဟိုမှိန်ပြပြမဟုတ်ဘူးတကယ့်ကိုအရှိန်အဝါကြီးမားတယ်လို့ဒီလိုပြောတာဥပုပ်တိလကြောင့်ရလာတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးရဲ့အကျိုးပေးတဲ့အခါမှာနော်မထိမရောက်မှိန်မှိန်အကျိုးပေးတာမျိုးမဟုတ်ဘူးတဲ့အယောင်အဝါနဲ့တင့်အောင်တင့်တယ်ပေါ့နော်အရှိန်အဝါနဲ့အကျိုးပေးတယ် မဟာဝိဖာရောအကျိုးကလည်းပဲအမတန်မှကြည်ကြည်ပြတ်ပြတ်ရှိတယ်လို့ဟောဒီဒီအင်္ဂါ၉ဘာနဲ့ပြည့်စုံတဲ့ဥပုပ်ကိုစောင့်မယ်ဆိုလို့ရှိရင်အခုလို့လက်တွေ့ရတဲ့အကျိုးဆက်သွယ်လာတဲ့အကျိုးနော်ဒီအကျိုးတွေဟာအမတန်မှကြီးမားတယ်အရှိန်ဝါးတွေအမတန်မှကြီးမားတယ်သူ့ရဲ့ကြည်ပြတ်မှု အကျိုးသက်ရောက်မှုတွေကလည်းအလွန်ကြီးမားတယ်လို့စနစ်တကျဆောင်းသုံးမယ်ဆိုလို့ရှိရင်ဒီဥပုသ္တိလရဲ့အကျိုးတွေဟာအမှန်တမ်းကြီးမားတယ်လို့မြတ်စွာဘုရားဟောတယ်။ဟောပြီးတဲ့အခါမှာစနစ်တကျဘယ်လိုဆောင်းရသမန်ကြောင်းသွားပြီးတော့ဗန္ဒတိဗတဝေရမဏိသိက္ခာပရံသမာရိယာမိလို့ဒီလိုလေးတွေစောက်တည်ပြီးတော့တဏီကုံပြောခြင်းအားဖြင့်ပြောနော်ဥပုသ္တိစားစရာကစားကောင်းသောဖွယ်ဤစားလို့ အပေါင်းအသင်းတွေနဲ့ပြောပြီးတော့သို့မဟုတ်တနေကုန်အိပ်ပြီးသွားမယ်ဆိုရင်ဒီဥပုဘ္ဗကတော့အကျိုးရှိမှာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုအိပ်နေတဲ့ဥပုဘ္ဗကနိုးထနေတဲ့ဥပုဘ္ဗမဟုတ်တာ။အိပ်နေရင်မမှတော့ရမှာမဟုတ်ဘူး။ကောင်းပြီမဟာဖလကြီးမားတဲ့အကျိုးဖြစ်ဖို့ရတဲ့စနစ်တကျဘယ်လိုလုပ်ရမလဲဆိုတော့အမှန်တမ်းစနစ်ကျတာ။မြတ်စွာဘုရား ဥပုသီလစောင့်တည်ပြီးလို့ရှိရင်တဲ့မြင့်မြတ်ဖြူစင်တဲ့ဘုရားရဲ့တပည့်တာဝကတဦးဟာအလေးနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ကိုယ့်ရဲ့သီလကိုစောင့်တည်ထားတဲ့သီလနဲ့ပတ်သက်ပြီးအလေးနဲ့ထားအမတ်တမဲမနေနဲ့လို့ဒီလိုပြောတာเนาะသီလကိုစိတ်နဲ့စိတ်ကိုသီလနဲ့ထုံမွှန်းပေးရမယ်လို့ဆိုလိုတယ်မထုံမွှန်းရင် စောက်တိထားတော့ကကုသိုလ်လေးပဲရမယ်ကျန်တာရမှာမဟုတ်ဘူးလေအဲ့တော့ဘလို့စဉ်းစားရမလဲဘလို့ဆင်ញင်ရမလဲအလေးနဲ့ဆင်ញင်ရမလဲ